ခြင်းပဲမဲ့မုန်နီရတဲ့သူတွေအများကြီးပဲဘဝကဖြစ်ခြင်းတိုင်းမဖြစ်ရဘူးဆိုတဲ့သဘောကြီးရရှိပြီသားဖះဟောမှာရှိနေဖြစ်နေတာမဟုတ်ဘူးဖះကမြင်တာကိုပြောပြလိုက်တယ်ဘလိုပဲဖြစ်ဖြစ်ဖြစ်ခြင်းတိုင်းကဖြစ်ခြင်းမှဖြစ်တာတဲ့ကိုတိဆောက်ထားပေမဲ့လည်း ခိုင်မြဲခြင်းမှာခိုင်မြဲတာရည်ရွယ်ထားပေမဲ့လည်းရောက်ချင်မှရောက်တာအဲဒီလိုအစိုးမရတဲ့သဘောတွေခဏခဏဖြစ်နေတော့ဒီလောကထဲမှာပဲနေတာကိုမမြဲတဲ့လောကထဲမှာပဲနေကြတာပြီးတော့ဖြစ်ပြီးရင်ပျက်စီးသွားတယ်ဆိုတဲ့သဘောတရားနဲ့ရှင်တဲ့လောကထဲမှာပဲနေနေတာ now သူ့သဘောအတိုင်းသာသူဖြစ်တတ်တယ်။သဘောတရားနဲ့ရှင်တယ်။လောကထဲမှာပဲနေနေတာ။ဒါကိုမြတ်စွာဘုရားကထောက်ပြသွားတယ်။လောကကအဲ့ဒီလိုသိပြီးတော့လောကကြီးကိုအာကိုမထားနဲ့။သိပြီးတော့လောကကြီးကိုယုံမထားနဲ့။နည်းနည်းချင်းနည်းနည်းလောင်လေ။ညံ့ညံ့ချင်းညံ့ညံ့လောင်လေပဲ။ချစ်တယ်ဆိုတာတဏ္ဍာတဏ္ဍာဒီဆင်းရဲရဲ့အကြောင်းပဲလို့ဘုရားဟောတာကို ဘုဒ္ဓရှင်လူသားဆိုတာဒါတွေကိုမသိနိုင်ဘူးလေသူ့ကိုဆင်းရဲပေးနေတဲ့အရာကိုလည်းအဟုတ်မှတ်ပြီးตายရနေတာနောက်ဆင်းရဲဆိုတာလေကိုယ်တိုင်ကြုံမှသိတာကိုကြုံတာနဲ့သူကြုံတာလည်းတူချင်မှတူတာကိုကြုံတဲ့ပြဿနာကကိုနီးကိုဟန်နဲ့ကြော်ဖြတ်လို့ရပါမယ်ကိုကြော်ဖြတ်တယ်လို့မျိုးခြံတဲ့သူကကြော်ဖြတ်လို့မရတာတွေအများကြီးပဲ အဲ့တော့ဘာဖြစ်ကြသလဲကိုဖြစ်ကျင်တာတွေမဖြစ်ကြအောင်သူများသုံးသွားတဲ့နေကိုလည်းကိုသုံးလို့ရချင်မှရတယ်သုံးလို့ရပြန်တော့လေကြာရှည်ခံချင်မှခံတယ်လိုချင်လို့စူးစမ်းပြီးတော့ရသွားပြန်တော့လေဟုတ်ချင်မှဟုတ်တာမရခင်မရခင်တော့ကလိုချင်တာရသွားတော့လေဘာမှမဟုတ်တလို့မျိုးပဲခုံမင်းစရာကတကယ်တမ်းကျတော့ဘာမှမရှိဘူး 調査နေစဉ်ကာလအအင်မတန်ပင်ပန်းတာပေါ့အတော်ကိုပင်ပန်းပါတယ်ဘယ်သူများကူညီမလဲလို့မျှော်လင့်တာပေါ့အတော်ကိုစိတ်ပင်ပန်းပါတယ်တကယ်တမ်းလည်းကြာရောရောက်တဲ့နေရာတွေကိုရောက်ကိုဖြစ်တဲ့အရာတွေဖြစ်လာတာ ပြန်ကြည့်လိုက်တာဟောကိုဘာသာကိုပဲယုံတက်လာတာပဲအဲ့ဒီယုံတက်လာတဲ့ခရီးကိုကြည့်လိုက်တော့ ဲစိတ်ဆင်းရဲမှုပေါင်းများစွာနဲ့ကြောဖြတ်ခဲ့တာပဲဝမ်းနည်းမှုပေါင်းများစွာနဲ့ကြောဖြတ်ရတာပဲကိုကဝမ်းနည်းမှုတွေနဲ့ကြောဖြတ်ကိုကနာကျင်မှုတွေမျက်ရည်တွေအများကြီးနဲ့ကြောဖြတ်ပေမဲ့အဲ့တော့သူများတွေကိုသူကပြောလိုက်ရင်လည်းသူများတွေကလက်ခံချင်မှလက်ခံတာသူတို့ကြတော့အရာတွေမကြုံရဘူးဘဝကြောဖြတ်ပုံကြီးမတူကြဘူးကိုက ခဏခဏငိုပါပဲမယ်သူတို့ကအဲ့ဒါအပေါ်လေးလို့ထင်ချင်ထင်နေပြန်ရောတယောက်နဲ့တယောက် မတူဘူးဆိုတာလေလက်မခံကြဘူးညံတွေကတိမ်တာဘူးကိုမြင်တလောက်နွားချေရကွက်တဲကရေကိုပဲသူရေကန်ကြီးထင်တဲ့သူတွေကို အပြင်လောကကြီးမှာဘဝပေါင်းများစွာ အတွေ့အကြုံပေါင်းများစွာပေးတဲ့အခြေအနေပေါင်းများစွာ မတူတဲ့အခြေအနေတွေရှိပြီးတော့မတူတဲ့ဘဝတွေရှိပြီးတော့ညံတွေလည်းမတူကြဘူးအတိုင်းဝိုင်းလည်းမတူကြဘူးမိစွေအပေါင်းအသင်းလည်းမတူကြဘူးပေါင်းတဲ့အပေါင်းအသင်းတို့ရဲ့ညံအရေးအသွေးတွေလည်းမတူကြဘူးဆိုတာကိုလက်မခံကြဘူးလေလူတိုင်းလူတိုင်းဟာဒီတပုံစံနဲ့ပဲလို့ထင်နေကြတယ်ကျိုးသားလို့မဖြစ်နိုင်တဲ့သူကိုမဖြစ်ရကောင်းလားဆိုပြီးတော့ဖျားပေးတဲ့သူအပြစ်တင်တဲ့သူတွေပဲတွေ့တာ။ အားပေးတဲ့သူမတွေ့ဘူးအဖြစ်လာပြန်တော့လေဝမ်းသာပေးတဲ့သူမတွေ့ဘူးစွဲချတဲ့သူတွေပဲတွေ့တာတဘာဝကိုတဘာဝအတိုင်းလက်ခံထားတဲ့သူကခနဲ့နဲ့ကိုကလွဲရင်ကျန်တဲ့သူကိုအပြစ်တင်ဖို့လောက်ပဲများတဲ့သူတွေဆိုတော့လောကကျမ်းတယ်လောကတော်တော်ကျမ်းတယ်နားလည်အောင်လိုက်ရှင်းပြရင်ပြန်မှန်းတာပဲအဖတ်တင်တယ်နားမလည်နိုင်ကြဘူးဆိုတာကိုတွေ့ရတယ် တော့ကိုကြတဲ့မျက်ရည်ကိုပဲသိတယ်ကိုကြုံတဲ့ဒုက္ခကိုပဲသိတယ်ကိုဘဝဘလောက်ခါပြီးလဲကိုကိုယ်တိုင်ပဲသိတယ်တယောက်တည်းပဲခံစားဘယ်သူမှပြောပြလို့လည်းမရဘူးပြောပြအလကားပဲမျက်ရည်ချူတယ်လို့ပြောကြလိမ့်မယ်မှန်တကယ်ကိုခံစားတာကိုပဲသိကြတယ်ကိုကုံကြတာတွေပါတွေကိုကြံတဲ့သူကဘေးနာကနားမလည်ဘူးအဲသူမှဘလောက်ရှိတယ်သူဒီလိုပဲကြည်တာ ဘာတွေကုံသွားလဲကိုမကြည့်ကြအောင်အဲတော့နားလဲပေးတယ်ဆိုတာအလကားပါ နားမလဲပေးဘူးဒီတော့ကိုဘလို့နေလာမလဲဆိုတော့တရားစင်ကျင်ပြီတော့နေရတာနားလဲသူကို ရှာနေရင်နဲ့နားမလဲသူတွေပဲတွေ့လာတယ်ဖေးမမဲမသူကိုရှာနေရင်နဲ့ထိုးလဲတဲ့သူတွေကြီးပဲတွေ့ပါများလာတဲ့အခါကုညီမလို့လူတွေတွေ့ပေမဲ့လို့မကူညီပဲနဲ့ကိုစီကနေ့ ရလိုမှုတစ်ခုနဲ့ကပ်နေတဲ့လူတွေကြီးပဲတွေ့လာတဲ့အခါဘုရားတရားတွေနှလုံးသွင်းရတော့တာပဲဘယ်ရာမှမမြဲဘူးဆိုတဲ့အရာကိုနှလုံးသွင်းရတော့တာပဲအရာအလုံးဟာအမြဲတမ်းဖောက်ပြန်နေတယ်ဆိုတဲ့အရာကိုနှလုံးသွင်းရတော့တာပဲဘဝတွေမတူဘူးကံအကျိုးပေးတွေမတူဘူးဆိုတာကိုလက်ခံပြီးတော့ဥပိ္ပခာပြုရတော့တာပဲ တပ်ပေတတာကမတကာဆိုတဲ့အရာနဲ့မစွမ်းနိုင်သောအရာများကိုစိတ်တတရာရအောင်လို့ဩတတဝါတစ်ခုကံတစ်ခုဆိုတာဒါပဲကိုစင်းရတဲ့သူတယောက်ကိုချမ်းသာတဲ့လူအရာရောက်တရာကဲလို့မရဘူးဆိုတဲ့စကားရှိတယ်။ဘာကြောင့်လဲဆိုတော့ तू စင်းရတာ तू တယောက်တည်းမဟုတ်ဘူး तू ပတ်ဝန်းကျင်ကိုသွားကြည့်လိုက်ရင်စင်းရထိုင်လောက်တဲ့ပတ်ဝန်းကျင်တွေကိုရောက်နေတယ် တော့ထောက်ပန်းလိုက်ရင်ထောက်ပန်းလိုက်တဲ့အရာကချက်ပြောင်ငှက်ပြောင်နဲ့ချက်ချင်းပြောက်သွားတာသူ့ရဲ့ညံမမြင်မာမှုနောက်စီမံခန့်ခွဲနိုင်မှုအရေးချင်းမရှိမှုတွေကသူ့ကိုဆင်းရဲစေနေတာသူကရရှိတဲ့အခွင့်အရေးကနေနောက်ထပ်မြင်မာအောင်စူးစမ်းတတ်တဲ့သူမဟုတ်အဲ့တော့အဲ့လိုမျိုးတွေကအစားပေါ့ဘဝတွေမတူဘူးအခြေအနေတွေမတူဘူး အချိုးပေးတွေမတူဘူးညံတွေမတူဘူးစူးစားပုံတွေမတူဘူးဆိုတာတွေကိုကြည့်မငိုတော့ဒီလိုပဲကိုကြောင့်တဲ့ဒုက္ခကိုဘာသာကိုကိုအာတင်ဆက်သာလျှောက်ကိုဒုက္ခကိုဖြေရှင်းရမှာကိုချင်းစာပေမဲ့သူချာမနေနဲ့အဖြစ်တင်မဲ့သူပဲတွေ့လိမ့်မယ်ဆက်လျှောက်ဘယ်အရာမှမမြဲဘူးအရာအလုံးဝဖြစ်ပြီး ပြတ်သွားမှာအာတင်ထား သူမှအာကိုမနေနဲ့ကိုအာကိုကိုဆက်ချောက်ဒေစရာရှိသေးလိုက်ဘာမှမထူးခြားဘူးမသေးခင် ကုသိုလ်ကောင်းမှုများများလှုပ်ထားကောင်းသောနည်းနဲ့သေရင်သေမယ်မကောင်းသောနည်းနဲ့သေရင်သေမယ်သေတာဆန်းတာမဟုတ်ဘူးဂယူဆိုင်မနေနဲ့ကုသိုလ်ကောင်းမှုလုပ်ဖို့သာအရေးကြီးတယ်ဒီနေ့အသက်ရှင်နေသေးတာဒီနေ့ကုသိုလ်လုပ်ဖို့ဆက်ရှင်နေတာဟာဒီစိတ်နဲ့အားပေးရအဲ့မှာနေလို့ရတာမဟုတ်ရင်ဘဝအနာကလက်ပြောင်းနေပြီအကုန်ပြောင်းနေပြီ ဘာမှမရှိတော့ဘာမှလည်းညှော်လင့်စရာလည်းမရှိတော့ဟောဒီနေ့အသက်ရှင်နေသေးတာအမထဝိပဿနာပွားများဖို့ဆက်ရှင်နေသေးတာပါလားသိရမနေကြလဲသိခြင်းတလို့သာသိတော့ဘလို့သိသိကောင်းသောနည်းနဲ့သိသိဆိုးသောနည်းနဲ့သိသိလူဆိုတာသိမှာပဲသိခြင်းတလို့သာသိအဲ့စိတ်မွေးလိုက်သိမှာမကြောက်တော့မငိုတော့ညေလို့ရသွားငိုအလကားပဲဘယ်သူမှမတနာဘူး ိုကြော်ဖြတ်တဲ့ဘဝတွေမှာငိုပြီးပြီးငိုတာတွေတော်လောက်ပြီးငိုမနေနဲ့တော့ကိုအားကိုကိုစက်တာလျှောက်ဘဝအောင်မြင်လာလိမ့်မယ်နေသားကြသွားလိမ့်မယ်လို့ပြောတာဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့တရားရှင်နဲ့နှလုံးသားနဲ့တတ္တိမွေးပါရဲရဲဝံ့ဝံ့သာကျင်းဆိုင်ပါကိုအားကိုကိုပြီးတော့အန္တရာယ်မှန်သမျှကိုကျင်းဆိုင်ကြောဖြတ်ပါအစဉ်ပြေသွားပါလိမ့်မယ်အားလုံးအေးချမ်းကြပါစေ